ကြံစီအောင်ရင်ကြံပင်ဆိုင်တဲ့ဆက်ချင်းကြီးပွားခြင်းရင်ချင်းပင်ဆိုင်ဆိုတာအဲ့ဒါမင်္ဂလာလောက်တာပဲဘုရားဝဒဆိုရင်အဲ့ဒါလေးကိုမယုံရဘူးတဲ့ယုံရင်းကြောင့်လည်းဘာအကျိုးရှိဘာအကျိုးမရှိကြံပင်ဆိုင်ရင်တော့ဆုတ်လို့တော့ရမှာပဲကြံကြံခုဆုတ်လို့တော့ရအဲ့ဒီအကျိုးတော့ရမှာပဲအကြံစီအောင်မြင်မှုကလည်းမဆိုင်ဘူးကြံတဲ့နော်ချင်းပင်ဆိုင်ရင် စားလို့ရမယ်စက်မယ်ဒါပဲချက်ချင်းဆိုတာဖြစ်ဘူးနော်ချက်ချင်းဖြစ်ခြင်းချက်ချင်းဖြစ်တဲ့အကြောင်းတရားတွေရှိအောင်မြင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့အကြံတရားတွေရှိနော်အဲ့ဒါလို့ကြံ့ချာမှာဆိုလို့ဂျာပန်းကိုဖျားမလူဘူးတဲ့ကောရမဗျာဆိုဗျာအလောင်းမှာဂျာပန်းလူပြီးတော့သူကလေးသိင်ခြင်းနဲ့ကဘာတသိမ့်ပါရမီဖြည့်တာပဲလေ ကြပန်းလူတာနဲ့ကြားတယ်ဆိုတော့ကြားဆိုတဲ့စကားလုံးကိုချိန်ပြီးတော့ပြောတာဗမာပြည်မှာသာကြားဆိုတာခေါ်တာအင်္ဂလိပ်လိုကျတော့ lotus လောလောလတ်လတ်တောင်ရတယ်ဦးမကြားတဲ့အပြင်ဟုတ်ကဲ့ဗမာစကားလေးတွေချိန်ပြီးတော့ရှောက်ပြောကြတယ်သဘောလေးဖြစ်တယ်တနည်းအားဖြင့်ပဲလက်ကြက်ထားလေးရှိတယ်မဟုတ်လားကြားလိုက်ကြတယ်မဟုတ်လားနော် blue moon နဲ့ black moon နဲ့ဆိုပြီးပြောနေကြတယ် ဗမာပြည်တပြည်တည်းမှာဒီလားကပိုင်ဆိုင်တာမှမဟုတ်တာဘာဖြစ်လို့ဗမာပြည်ကလူတွေဖြစ်ရမှာလဲနော်စဉ်းစားကြည့်ပေါ့ဒီလက်ချက်ထံနဲ့ဗမာပြည်မှာဘာဖြစ်ရမှာလဲဘာဖြစ်ဟိုကောသလမင်းကြီးအိမ်မက်မက်တာကအိန္ဒိယမှာမက်တာ ဖြစ်ချင်းဖြစ်အိန္ဒိယနိုင်ငံမှာဖြစ်မှာဗမာပြည်ဖြစ်ဗမာလူမျိုးတွေမဆိုင်ဘူးလေဒါရဲ့ဒါပေမဲ့လူတွေကမစီမဆိုင်စွဲပြီးတော့ကြတယ်ဟာလက်ချက်တာလက်ချက်တာ လက်ကျင်ရင်ဘာဖြစ်မှာလို့ညာဖြစ်မှာလို့ပြောတာလေဟုတ်ထင်ပြီးတော့ရှောက်တွေးနေကြကိုတနိုင်ငံနဲ့ချက်တယ်မှာမဟုတ်တာလာဆိုတာကဘာကပိုင်တာပဲလေလာကဘာအောက်မှာရှိတဲ့လူတိုင်းအကုန်မြင်ရအဲ့တော့ဒါတွေကလက်ခံနိုင်စရာအကြောင်းမရှိပါဘူး